ဒုတိယအချိန်နဲ့ဗန်ကောလည်းထိုးမယ်လို့ကြေးကျော်ထားတဲ့ဘရူနိုဆေးဘာကိုနောက်ဆုံးအာမချောင်ရဲတော်အောင်အလဲထိုးနဲ့ဆုံးမပေးလိုက်တဲ့ဂျိုရှော့ဘန်ပရိသတ်အလုံးဝမိလာဗျာမန်ချက်စတာဖောင်းစံကနေပြန်လဲဂျိုလိုက်ပါရင်ချင်းလေးဗန်ကတော့ပြောရင်ပြောတဲ့အတိုင်းတကယ်လုံးတက်တဲ့သူဆိုတာထပ်မံပြီးတော့တက်တည်ပြသွားခင်ပြန်ပြီဖြစ်ပါရင်သူ့ရဲ့လက်သီးထိုးချက်တွေကိုလန့်လာကြောင်းသူနဲ့ထိတိုင်းတွေ့တဲ့ဖိုင်တာတိုင်းကပတ်ပြေးတက်လိမ့်ရှိပြီဒီဘက်မှာတော့ဘရူနိုဆေးဘာအနေနဲ့ပံမပြေးဖို့မျှော်လင့်မိတဲ့အကြောင်းတကယ်လို့ပံမပြေးမှုဆိုရင်အလဲထိုးနဲ့အနိုင်ယူပြနိုင်တယ်လို့ဗန်ကပွဲမတိုင်ခင်ကြေးကျော်ထားခဲ့တာပါ ဘရူနိုဆီမာကတော့ဗန်ဂိုဒုတိယအချိန်မှာပဲအလဲထိုးနဲ့အနိုင်ယူပြမယ်လို့ကြေညာခဲ့ပေမယ့်ဒီဘက်မှာတော့သူပဲအလဲထိုးခံရပါတယ်ဗန်ကတော့သူပြောရင်ပြောတဲ့အတိုင်းလုံးပြတတ်တဲ့ဖိုက်တာတယောက်ဖြစ်တယ်ဆိုတာကိုတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်အထူးသဖြင့်ဗန်ရဲ့ကစားပုံပွဲပေါ်ချင်းကက်ကစားမှု 5NG တွေမှာအတော်လေးထိုးတက်လာတာကိုတွေ့ရပါတယ်ဘရူနိုဆီမာဘက်ကလည်းဒီပွဲအတွက်ပြင်ဆင်တင်တာတွေကိုပြင်ဆင်လာခဲ့ပါတယ်ဗန်ကိုခြေကန်ချက်တွေနဲ့အောက်ခြေဖြိုးမယ်ဗန်အနေထားပြသွားခဲ့မယ်ဆိုရင်လက်သီးတွဲလုံးအနေနဲ့ဖိအားပေးကစားမယ်ဆိုပြီးတော့ဘရူနိုဆီဘာဘက်ကပြင်ဆင်လာခဲ့တာပါ ဒါပေမဲ့ဒါကိုဖန်ကားကောင်းစွာအကင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်အထူးသဖြင့်ဖန်ကကိုနဲ့ချွတ်ရမယ်ပြန်ပြတ်တည်နဲ့ထိတိုက်ရင်ဆန်ရမယ်ဆိုရင်ပွဲချိုပြင်ဆင်မှုတွေကိုကောင်းကောင်းလုပ်လာပါတယ်ပြန်မဲ့အားနည်းချက်တွေကိုရှာဖွေပြီးတိုက်ခိုက်ကစားဖို့ကြိုးစားတက်တယ်ပြန်မဲ့အားနည်းချက်တွေကိုဘလို့ဖြေရှင်းရမလဲဆိုတာကိုလည်းဖန်ကနေပြဆရာတွေနဲ့တေးချပြင်ဆင်ပြီးအင်စာလုပ်လာပါတယ်ဥပမာပြောရမယ်ဆိုရင်အေဂါချားရဲ့ရှင်မြိုင်ထိုးသက်ခဲ့စဉ်တုန်းကအေဂါချားရဲ့အားနည်းချက်ဖြစ်တဲ့ body shot တွေကိုဂျီဖန်ကတွင်းနဲ့အသုံးပြုသွားခဲ့ပါတယ်ဆူရရဲ့ပွဲကိုကြည့်လိုက်မယ်ဆိုရင်လည်းဆူရရဲ့ ground game ကိုတည်တည်ငြိမ်ငြိမ်နဲ့အကောင်းဆုံးဖြေရှင်းသွားနိုင်ခဲ့ပါတယ် အပြင်ကကြည့်နေရတဲ့ကိုရီတော်မှာတင်းရဲကကြည့်နေတယ်လို့မျိုးရင်တထိတ်ထိတ်နဲ့ကြည့်နေရပေမဲ့ဘန်ကတော့သူစီစဉ်ထားခဲ့တဲ့အတိုင်းကိုပဲတစ်ခုပြီးတစ်ခုလုံးပြရင်ဆရုရကလည်းအနိုင်ပြခဲ့ပါရင်အခုတော့ဘရူနိုဆီမားရဲ့အလဲကိုရောက်ရှိလာခဲ့တာဖြစ်ပါရင်ဘရူနိုဆီမားဟာလွန်ခဲ့တဲ့၃လလောက်တုန်းကဘန်နဲ့တစ်ချိန်ပွဲတည်ပေးထားတာဖြစ်လို့အဲ့ဒီအချိန်ကလေးကဘန်အနေနဲ့ဘရူနိုဆီမားကိုဘယ်လိုကစားမယ်ဆိုတာသိချပြင်ဆင်ထားခဲ့ပြီးဖြစ်ပါရင်အခုနောက်တစ်ချိန်ပွဲပြန်ဖြစ်လိုက်တာကြောင့်ဘန်အတွက်ပို့ပြီးတော့အားကောင်းသွားစေခဲ့ရပါရင် ဖွဲချောင်းကိုအနည်းချုပ်ပြီးပြောမယ်ဆိုရင်တော့ဘန်ကပရမအနှစ်ချီမှာတောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပြီးဘရူနိုဆီဘာကိုအစီးတကားတင်ကစားသွားနိုင်ခဲ့တာပါတတိယအချီမှာတော့ဖိအားပေးကစားတာတဲ့ကောင်တာပြန်ကစားဖို့ကိုပဲဘန်ကချောင်းနေခဲ့ပါတယ်ဒါကလည်းအကြောင်းရှိပါတယ်ဘရူနိုဆီဘာကရှေ့နှစ်ချီမှာနေထားတာပါတတိယအချီမှာဒါဘန်ကိုအလဲမထိုးနိုင်ရင်သူနိုင်မို့လည်းမမြင်ပါဘူးဒါကြောင့်ဘရူနိုဆီဘာကတတိယအချီမှာတိုင်းစစ်စင်ကစားတာကိုပေါ်လွှတ်လာခဲ့ပါတယ်အရင်နှစ်ချီလောက်တုန်းကတည်းကပို့ပြီးတော့ဖွင့်ကစားလာခဲ့ပါတယ် အလင်းတချီဖွင့်မကစားတာတော့မှဘန်ကဒရိုနိုဆေးပါကိုခဏခဏဖိနှိုင်ကြအောင်ထိုးပြခဲ့ပြီးအပေါ်ကနေခွာပြီးဖိထိုးခဲ့တာတော့မှတစ်ချိန်မကပြုလုပ်ခဲ့တာပါ။ဒါကြောင့်တတိယအချိန်မှာဘရိုနိုဆေးပါကပိုပြီးဖွင့်မကစားလာတော့ဘန်ရဲ့အကြိုက်ဖြစ်သွားခဲ့ရပါတယ်။ ဘရိုနိုဆီမဟာတိုင်းစစ်သားဖွင့်ကစားနေပေမယ့်ဗျန်ရဲ့ကောင်တာကိုအတော်လေးသတိထားနေရပါတယ်။ချင်းလေးဖန်ရဲ့ညာဝိုက်လက်သေးတွေကအတော်လေးကြောက်စရာကောင်းနေခဲ့တာကြောင့်ပါဒါပေမဲ့အဲ့လိုသတိထားနေတဲ့ဂျားရဲကနေချင်းလေးဖန်ရဲ့ညာဝိုက်လက်သေးတစ်လုံးနဲ့ဖင်ထိုင်ရဲ့လဲကျသွားခဲ့ကအပေါ်စီးကနေဖိအားပေးထိုးသက်ခံရတာကြောင့်ဘရိုနိုဆီမနဲ့တိုင်ပွဲရဲ့နဲ့ရှုံးနေသွားခဲ့ရပါတယ်။ ဖန်ကတော့ဒီပွဲပြီးဒီပွဲတိုးတက်လာပါတယ်ဒီပွဲမှာဖန်ရဲ့ဘောင်စင်စကေးကကျွတ်စင်ကြီးမြင်ရပါတယ်ဒါပေမဲ့ချုပ်ကပ်ပိုင်းမှာတော့ကလေးတယောက်တသာအတော်လေးအားနေနေတာတွေ့ရပါတယ်တကယ်လို့ဗန်သာချုပ်ကပ်အားကောင်းရင်ဒုတိယအချိန်မှာကလေးကဘရူနိုစီဘာကိုအလဲထုတ်နိုင်မှုများပါတယ်ဗန်နေနဲ့ဒီအပွဲရလဲကြောင်း ranking ထက်ထက်လာဖို့ရှိနေပါတယ်ခံမှန်းချင်းအားဖြင့်စနေလောက်အထိတောင်မှတက်သွားလိမ့်မယ်လို့ထင်ပါတယ်သူမျော်လင့်ထားတယ်လို့မျိုး30ရဲ့အထက်ကိုရောက်ချင်လဲရောက်သွားနိုင်ပါတယ်ဒါပေမဲ့နောက်ထပ်တွေ့ရမယ့် fighter တွေကတဖြည်းဖြည်းနဲ့ပိုချမ်းလာပါပြီဗန်နေနဲ့ကိုယ့်ရဲ့အားနေချက်တွေကိုပို့ပြီးတော့ပြင်ဆင်ဖို့လိုပါအောင်မယ် ပိုင်းသားများအနေနဲ့ကရောချင်းလေးဖန်ရဲ့လဲထုတ်နိုင်ပွဲနဲ့ပတ်သက်လို့ဗာမားမက်ချက်စကားပြောကြားခြင်းပါကလေးဝမ်းသာစကားလေးကိုလည်းကွန်မန့်ကနေအားရပါရပြောပေးခဲ့ကြပါဦးဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Sound Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ